ားလုံးပဲမင်္ဂလာပါခင်ဗျာတော်လန်နေ့လည်ခင်းပါဒီကနေ့2025ခုနှစ်မေလ9ရက်နေ့နေ့လည်ခင်းရထူးခြားတဲ့တင်ပြဆင်တွေကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်ဝင်းရမှာဒီကနေ့နေ့လည်ခင်းမှာတော့ကျွန်တော်နဲ့အတူမြမစုစီကနေနေ့စဉ်ထူးခြားတဲ့ဒီနေ့လည်ခင်းတင်ကိုအတူတူတင်ဆက်ပေးမှာပါအဲ့တော့ဒီမှာဒီလူတွေကိုနှုတ်ဆက်ပေးပါဦးတော်လန်နေ့လည်ခင်းမှာရှိကျမတို့ဆိုဒီပါဒီကနေ့မှာတော့နေ့လယ်ခင်းသတင်းတွေကနေပြီးတော့ထူးခြားတဲ့သတင်းတွေကိုကိုယ်ရံနဲ့အတူတင်ဆက်ပေးသွားမှာဖြစ်ပါတယ် โอเคပါမနေ့ကသတင်းမှာတော့ကျွန်တော်တို့အကြမ်းမဲ့ဆက်ရှုံးកောင်းစီကောင်းဆောင်မင်းအောင်လိုင်းရုရှားကိုသွားမဲ့ခီးစင်မှာဒီယူကရိန်းသမရရဲ့လုံလုံကြီးအာမမခံဘူးတာဝန်မြည်ဘူးဆိုတဲ့စကားတန်နောက်မှာနေပြည်တော်မှာတော့လှုပ်လှုပ်ခက်ခက်ကြီးဖြစ်ပေါ်သွားတယ်။အဲတတော်လေးကိုလှုပ်လှုပ်ခက်ဖြစ်ပေါ်တာတရင်တွေ့ရတယ်။အဲ့တော့ဒီနေ့နေ့လည်းကျမအောင်အထူးခြားတဲ့သတင်းတွေကပထမဆုံးသတင်းတစ်ပုဒ်ကိုညီမပြောပြပေးပါဦးပြည်သူတွေ။ဟုတ်ကဲ့ဒီကနေ့နေ့လည်းကျမပထမဆုံးထူးခြားတဲ့သတင်းတစ်ပုဒ်ကတော့ဗောနော် TNL တင်ပိုက်ထားတဲ့ကြောင်မဲမျိုးကိုစစ်ကောင်စီကနေပြီးတော့လေချောင်းထပ်မံတိုက်ခိုက်လိုက်တယ်ဆိုတဲ့သတင်းပေါ့နော်။ဟုတ်ကဲ့ပါအဲ့တော့ဒီရက်ထဲမှာဆိုလို့ရှိရင်ကုမင်းဆွေးနွေးတွေ့ဆုံပွဲပြတ်သွားတယ် TNL ကလည်းတင်ပိုက်ထားတဲ့မျိုးတွေတမျိုးမှပြန်မပေးနိုင်ဘူး။ Energy Power မဟာမိတ်တွေနဲ့ဆက်လက်ပြီးတော့အာနာရှင်ကြာဆုံးရေးတိုက်ပွဲဝင်မယ်ဆိုတဲ့ပြောဆိုတဲ့နေ့မနေ့ကသတင်းစာရှင်းလင်းပွဲမှာလေပြောဆိုသွားတယ်။အဲ့တော့အကြမ်းမဲ့ဆက်ရှင်ကောင်စီကဒီလိုမျိုးဆွေးနွေးပွဲပြတ်ပြီးတဲ့နောက်မှာ တန်နယ်လေးထိန်းချုပ်သိမ့်ပိုက်ထားတဲ့မြို့တွေဇက်ပြိုက်ဘုံကျဲတယ်တန်နယ်လေးထိန်းချုပ်သိမ့်ပိုက်ထားတဲ့ပြည်သူတွေနေထိုင်နေကြတဲ့မြို့တွေလေချောင်းကျဲမှုတွေဇက်တိုက်ပြုတ်တယ်ဒါကတော့ဒုတိယကျင်းမြောက်ဖြစ်မယ်လို့ကျွန်တော်အဲသိရတယ်အဲ့တော့ဒီနေ့ဘုံကျဲမှုမှာရောဘယ်လိုတွေဖြစ်သွားလဲထပ်ပြီးတော့ပြည်သူတွေကိုရှင်းပြပေးပါဦးဖြစ်သွားတာတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာပေါ့နော်ဒီအဲ့ဒါကလည်းတန်နယ်လေးသိမ့်ပိုက်ထားတဲ့ကြောင်မဲမြို့ပေါ့နော်ဒီဒုတိယအကျင်းမြောက်သူကလေရင်နဲ့ထပ်ပြီးတော့ဘုံတွေကျဲရပါအဲ့ဒါ ဟုတ်ဘယ်ချိန်တော့မှဖြစ်ဒီနေ့ဘယ်ချိန်တော့မှဖြစ်တော့လဲမသိဘူး။အာဒီနေ့မီလ9ရက်နေ့ရဲ့ဒီမနက်7:00နာရီကနေ15မိနစ်အချိန်နဲ့ဒီ7:00နာရီ21မိနစ်အချိန်တွေမှာစစ်ကောင်စီကနေပြီးတော့တိုက်လေရင်တောက်မင်းတို့တွေကိုဘုံနေလာပြီးတော့ကျဲချသွားလို့သိရတယ်ဟုတ်။အဲ့တော့စစ်ရှုံးကောင်စီကတော့သူလုံနေကြပုံစံအတိုင်းမဆားရတဲ့အမေသဲနဲ့ပတ်တဲ့ရုံးမာလေးလို့ရက်ကိုဇက်တိုက်လုဆောင်လာဖြစ်တယ်။အဲအဲ့တော့တိကြိုက်တည်ဆုံးမှုတွေရောပျက်စီးမှုတွေရောဘယ်လိုမျိုးရှိနေမှာလဲ။ ဒေသခံတအူကပြောထားတာရောရှိတယ်ဒါကတော့သူပြောထားတာဆိုလို့ရှိရင်လေငါးတဲ့တော်တော်လေးကြာအောင်ဝဲပြီးတော့မှပုံကျဲသွားတာပေါ့နော်နှစ်ကြိမ်ကျဲတယ်တဲ့ဘုံနှလုံးလောက်ရှိမယ်တဲ့ဒါပေမဲ့အထိခိုက်တော့မသိရသေးဘူးလို့ကြောက်မဲဒေသခံတအူကပြောရဲဟုတ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ခုနှစ်ဇန်နဝါရီလ25ရက်နေ့ကလည်းကြောက်မဲမြို့နယ်မှာရှိတဲ့ဆေးရုံကိုအကြမ်းမဆက်ရှုံးတော်စီတက်ကဒီလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်စီရီယန်တူနာပြုတ်ဆီယမ်မာတအူလူနာတအူစုစုပေါင်း2ဦးသေဆုံးပြီးတော့20ကျော် တန်ရာရရှိခဲ့ပါသေးတယ်အဲ့တော့အကြမ်းမဆက်ရှင်ကောင်စီကတော့သူ့ရဲ့အာသာရအောင်မှာမဲမဲမြင်ရပြစ်ခတ်မဲ့လေချောင်းတိုက်ခိုက်မှုတွေကိုတော့စတိုက်ပြုလုပ်တာပါအခုကူမင်းဆွေးနွေးပွဲပြက်ပြဲသွားပြီးသဘောတူညီချက်မရတဲ့အပေါ်မှာဆက်ရှင်ကောင်စီကညှိုးနေများတောက်လျှောက်ကျင်းနေလည်လားဆိုတာကျွန်တော်တို့စဉ်းစားကြပါပါအဲ့တော့နောက်ထပ်ထူးခြားတဲ့သတင်းကိုကျွန်တော်ဆက်ပြီးတော့တင်ဆက်ပေးချင်ပါတယ်ဒီသတင်းကတော့ငလျင်နှုတ်ခတ်တဲ့သတင်းပါငလျင်တန်းကျွန်တော်တို့နိုင်ငံကတော်တော်လေး ခံလိုက်ရပါတယ်အဲ့တော့ပြဖြားပြင်းတဲ့ငလင်းတန်းခံရပြီးနောက်ဆက်တွဲငလင်းတွေလည်းတောက်လျှောက်တောက်လျှောက်ဟိုခက်စိတ်စိတ်လှုပ်လာတာတွေ့ရတယ်ဒီကနေ့မှလည်းကျွန်တော်တို့ရွှေဘုံမြို့အနီးပတ်ဝန်းကျင်ကိုဒီနေ့မနက်ပိုင်းဒီလှုပ်ခတ်တဲ့ငလင်းက၄သသမ8အဆင့်ရှိတဲ့ငလင်းလှုပ်ခတ်သွားတယ်ဒါကဘယ်နေရာတွေမှာလဲဆိုရင်ပျော့ွဲရေဦးခင်ဦးနဲ့မိုးမိုးကုံမြို့တွေမှာတိတိတသားလေးခန်းစားလိုက်ရလို့သိရပါတယ်အဲ့တော့သခိုင်းတိုင်းရွှေဘုံမြို့အနီးကိုဒီကနေ့မနက်ပိုင်းဗဟိုပြုပြီးတော့လှုပ်ခတ်ခဲ့တဲ့ပြင်းအား၄သသမ8အဆင့်ရှိတဲ့ငလင်းကြောင့် ပျော်ပွဲရဲ့ရေဦးခင်ဦးနဲ့မိုးကုတ်မှာတိတိတတ်တာခန်းစားခဲ့ရတယ်လို့ဒေသခံတွေကပြောတယ်အဲ့တော့လုတ်ကတဲ့အချိန်ကတော့မနက်6နာရီ3မိနစ်နဲ့ဒီ3မိနစ်ချိန်လောက်မှာစကိုင်းတိုင်းရွှေဘုံမြို့အနောက်မြောက်ဘက်33ကီလိုမီတာခန့်ကွာမြေအောက်အနက်30ကီလိုမီတာကိုဗဟိုပြုပြီးတော့ဒီဒေသသမားရှင်အဆင့်ရှိတဲ့အင်အားအသင့်အတင့်ရှိတဲ့မြင်းကလေးတစ်ခုထပ်မံလုတ်ကတ်ခဲ့တယ်ဆိုပြီးမြန်မာညွန်ညွန်ရေးအစိုးရလူသားချင်းစာနာထောက်ထား ရေးနဲ့ဘေးရနေဆိုင်ရာဝန်ကြီးဌာနကသတင်းထုတ်ပြန်တာကိုတွေ့ရပါတယ်အဲ့တော့ငလင်ကတော့သဘာဝဘေးအန္တရာယ်ကတော့ကျွန်တော်တို့နိုင်ငံမှာအဒီမတိုင်ခင်ရေဘေးပြီးတော့ငလင်ဘေးကြီးကြီးမားမားခံစားခဲ့ရတာဖြစ်တယ်နိုင်ငံတကာကတော့အကူအညီတွေပေးတယ်ဒါပေမဲ့အကြံဖတ်ဆက်ရှုံးကောင်စီကတော့အကူအညီတွေပြီးသူချီရောက်မရောက်ဆိုတာပြည်သူတွေကိုလိုက်ပဲသိပါတယ်သူကိုယ်တိုင်တော့ကိုယ်ဝင်လေဝယ်စီလိုက်တယ်ငလင်တိုင်ခံစားခဲ့ရတဲ့ပြည်သူတွေကတော့ ကျွန်တော်ရုပ်ပုံတွေထဲမှာဆိုရင်စိတ်မကောင်းစွာနဲ့လမ်းဘေးမှာအဖို့ကလေးတွေတဲလေးတွေထိုးပြီးတော့ဆောင်းဝင်နေခက်ခက်ခဲခဲနဲ့ရင်ဆိုင်ဖြတ်ကျော်နေရတယ်ဒီကနေ့ဆိုလို့ရှိရင်ပြပကကူညီတဲ့အကူအညီပေးမှုတွေနဲ့ပြည်သူတွေကိုလုံလောက်အောင်ဒါတွေကိုအဲတိတိကျကျလေးဟိုထောက်ပံ့လို့ရရတားနေသူတို့ရဲ့မစီမံနိုင်မှုစီမံမှုညံဖြစ်မှုကြောင့်ပြည်သူတွေတော့ဒုက္ခရတယ်မှာဒုက္ခတွေကိုဆင်ပွားပြီးတော့ခံစားရတဲ့အချိန်တွေပါတော့ညီမစုစီနောက်ထပ်ကျွန်တော်တို့ ဒီကနေ့နေ့လည်ခင်းမှာဘာသတင်းတွေများထပ်ပြီးထူးသည့်လဲသိပြဆက်နောက်ထပ်သတင်းတစ်ပုဒ်ကကြတော့ဒီတိုင်းပြည်ဗန္ဓဝူပေါ့နော်အကြိုက်သုံးတိဆောက်ထားတဲ့ဒီအကြံဖတ်စစ်တပ်ကိုလင်းနေတာ PDF တွေကပေါ့နော် PRB တိုက်ပွဲပြီးတော့အောင်ပွဲတွေရရှိစေရမယ်လို့ဒီ NUG ရဲ့ဝန်ကြီးချုပ်ကပြောလိုက်တယ်ဆိုတဲ့သတင်းလေးပါဟုတ်ပါတယ်အမှန်ပါပဲတိုင်းပြည်ရဲ့ဗန္ဓတွေကိုအကြိုက်သုံးတယ်ဆိုတာတိုင်းပြည်ကိုလေဝကြီးအုပ်ပြီးတော့ကျွန်တော်တို့ရတသားဆိုးရလက်ထံပါတော့ပါပညာရေး အတွက်သုံးတဲ့ဘာနာမွေထပ်ပို့ပြီးတော့စစ်ရေးမှာပို့ပြီးတော့သုံးတယ်ဒီလိုမျိုးသုံးတဲ့အကြံဖတ်ဆက်ရှုံးကောင်စီဖက်စစ်တက်တို့အာနာသိပြီးနောက်ပိုင်းမှာတော့ပြောစရာမရှိအောင်ဒီဘာနာမွေအသုံးချမှုတွေမှာဟိုစစ်ရေးအတွက်တို့ဘယ်လောက်ထိတောင်ပို့ပြီးရခိုင်တို့နေသုံးဆွဲနေမလဲဆိုတာကျွန်တော်တို့ခန့်မှန်းကြည့်အောင်ねသိတာပါတယ်အဲ့တော့အဲကျွန်တော်တို့ဝန်ကြီးချုပ်ပြောတဲ့အကြောင်းအရာကိုအသေးစိတ်အဲစူစီကတက်ဆက်ပြပါဦး ဝင်းဒီချုပ်ပြောထားတဲ့အရာတွေမှာဆိုလို့ရှိရင်ဒီနှစ်ပေါင်းများစွာတိုင်းပြည်ဗန္ဓဝေကိုအကြိုက်၃မီတီဆောက်ထားတဲ့အကြမ်းဖက်စစ်တပ်ကို၄နှစ်အတွင်းနဲ့ငါတို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်ရဲ့ရဲစွမ်းတပ်တိနဲ့ခုခံတိုက်ပွဲဝင်ခဲ့ကြတာဘလောက်အတိုင်းအတာတိအောင်မြင်မှုတွေရနေပြီလဲဆိုတာရဲဘော်တွေအားလုံးမျက်မြင်ကိုယ်တွေ့ပဲဖြစ်တယ်ဒီဒီအောင်ဝဲတွေမှာငါတို့နဲ့အတူတသွေးတဲ့တသားတဲ့ရက်တီတိုက်ပွဲဝင်ပြီးခဲ့တယ်မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဒေတာဆိုင်ရာကာကွယ်ရေးတပ်တွေကိုလည်းမြစ်ပစ်ထားလို့မရဘူးလို့ဝန်ကြီးချုပ်ကပြောတယ်။နောက်ပြီးကြတော့ဒါကြောင့်မလို့တဲ့လေးနှစ်ပြည့်မြစ်ပတ်လည်နေ့မှာကျေးဇူးတင်ကြောင်းထည့်သွင်းပြောကြားလို့တဲ့အဆိုပါအဖွဲ့ရဲ့ဥပပါဝင်မှုကလည်း PDF ကမ္ဘောရဲ့ခွန်အားတရဖြစ်ခဲ့တယ်လို့ဒီမောင်ဝဲခိုင်တကနေပြီးတော့ပြောထားပါရှင်။ဟုတ်ကဲ့ပါဦးညချုပ်ပြောသလိုပါပဲ။လေးနှစ်တွင်းမှာဘလောက်ထိမြန်မြန်ဆန်ဆန်နဲ့မြို့ပေါင်း100နီးပါးသိမ့်ပိုက်ထိမ့်ချုပ်နိုင်ပြီးစစ်ချုပ်ကောင်စီကို အစကကျွန်တော်တို့ခုခံကာကွယ်စစ်အနေနဲ့ပြည်သူတွေကာကွယ်ရင်းနဲ့တိုက်ခိုက်ခဲ့ကြတယ်နောက်ပိုင်းမှာစခန်းသိမ်းတိုက်ပွဲတွေမြို့သိမ်းတိုက်ပွဲတွေတိုက်ခိုက်ခဲ့ကြတယ်ကျွန်တော်တို့ထိုးစစ်တွေအဲဆင်ခဲ့ကြတယ်အခုနောက်ဆုံးမှာတော့ဒီမြို့သိမ်းတိုက်ပွဲတွေနယ်သိမ်းတိုက်ပွဲတွေတိုင်းနဲ့ပြည်နယ်သိမ်းမဲ့တိုက်ပွဲတွေကိုပြင်းပြင်းထန်ထန်ဆင်နွှဲနေဖြစ်တယ်စစ်ရှုံးကောင်စီပါလဲခုခံစစ်နောက်ဆုံးဒီခုခံစစ်နဲ့နောက်ဆုံးဖက်ပြရမယ့်စစ်ကိုရောက်ရှိလာမယ်အနေထားပါဒါကတော့အဲ တော်တို့ရဲ့ဝန်ကြီးချုပ်မဝင်ခံတိုင်းပြောခဲ့တဲ့သတင်းတပုတ်ကိုကောက်နှုတ်ပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ထပ်တွေ့ရတဲ့သတင်းကတော့မြင်းညံမှာဖမ်းဆီးခံရသူ200တဲကကြက်သိန်း100နဲ့ရွေးယူတဲ့6ဦးသာလွတ်မြောက်သေးတယ်လို့သိရပါဗါတယ်။အဲ့တော့မန္တလေးတိုင်းမြင်းကြံမြို့ပေါ်ကိုလာရောက်ပြီးတော့ဈေးဝယ်ယူသူတွေနဲ့ကားသမားတွေပါဝင်လူ200ကျော်ကိုအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ကဖမ်းဆီးထားရမှာ။အဲ့ဒီထဲက6ဦးသာငွေကြက်သိန်း100နဲ့ပြန်ရွေးယူရကြောင်းဒေသခံသတင်းမြစ်တွေကပြောပါတယ်။ အဲ့တော့ပြီးခဲ့တဲ့2024ခုနှစ်အော်တိုဘာလ2025ခုနှစ်2024ခုနှစ်အော်တိုဘာလကနေ2025ခုနှစ်ဧပြီလတကြံမတိုင်ခင်အထိ6လတာကာလအတွင်းမှာစစ်ရှုံးကောင်စီကဖမ်းဆီးခဲ့တဲ့အဲ့ဒီလူ200ဟာတရင်အစနာပျောက်နေတာဖြစ်ပြီးအခုမေလရက်ပိုင်းတွင်ဝင်တဲ့ပြန်ရွေးယူတဲ့6ဦးသာလွတ်မြောက်လာတယ်လို့အဲသိရှိရတာဖြစ်ပါတယ်ဒါဆိုရင်တော့သိကြပါတယ်အဲဒီသူတွေက ခြေတန်းစစ်မြေပြင်မှာပေါ်တာဆွဲခံရပြီးတော့မတရားအတင်းကျက်တဲ့စစ်သားလုခိုင်းနေပြီးဒီကောင်တွေကိုတပ်ပြစ်ပြီးတော့ကာကွယ်ခိုင်းနေပြီးဆိုတာတေချာတလောက်ရှိတဲ့နေထားပါ။ဘာကြောင့်လဲဆိုရင်ဂျပန်ဒီစစ်ရှုံးကောင်စီဟာအင်အားပြုံးတိမှုတွေများလာတဲ့များလာတဲ့အတွက်အရင်ရက်ကဆိုရင်ကျွန်တော်တို့တရင်ထဲမှာစစ်မှုရန်ဟောင်းစစ်မှုရန်ဟောင်းတွေကိုအားတွေကိုပြန်သုံးမယ်ဆိုပြီးတော့ပြောလာတာရှိတယ်။အဲ့တော့ဒီတရင်ထဲမှာပါတဲ့အကြောင်းအရာကိုဒေသခံတယောက်ပြောပြထားတာရှိပါတယ်။ဒီမှာစီစီအဲ့ဒါလေးကိုတင်ဆက်ပေးပါဦး။ ဒေတာကန်တယောက်ပြောထားတာကကျွန်တော်ဒီနေရာမှာတန်တဲ့လူတွေကတည်လားရှင်လားဆိုတော့အကုန်သိရဖို့စုံစမ်းရတာတော်တော်ခက်ခဲတယ်တဲ့အခုလက်လမ်းမိတလားကောက်ထားတာလွတ်လာတဲ့6ရက်ကရွာလေးရွာကလူတွေတိတ်တရာတောင်းပြီးငွေညစ်တာလို့အဲ့လိုမျိုးဒေတာကန်တယောက်ကတော့ပြောထားတာတွေ့ရတယ်ဟုတ်ဟုတ်ကဲ့ပါအဲ့တော့ဒီကနေ့နေ့လေကင်းမှာကျွန်တော်တို့တွေ့ရတဲ့သတင်းတွေကိုအဲပုံစံတစ်မျိုးအသွင်တစ်တစ်မျိုးနဲ့တင်ဆက်နိုင်ဖို့ကျွန်တော်တို့စတင်ပြီးပမာချင်တဲ့အနေနဲ့ကြိုးစားတာပါအမားတွေပါလေခွင့်လွှတ်ပေးဖို့တောင်းပန်ပါတယ် အဲအဲ့တော့အဲပြန်ပြီးတော့မေးသက်ပေးပါမယ်ကျွန်တော် comment နေထဲမှာဆိုရင်လေကိုရန်ရဲ့ညမလာစူစီကဘာလုပ်လဲဆိုတာမျိုးမေးတာလေကျွန်တော် comment မှာခဏခဏဖတ်တော့တွေ့ရပါတယ်အဲ့တော့စူစီပဲမေးသက်ပေးပါအောင်စူစီကဘယ်လိုလုပ်ပြီးတော့ဒီလိုမျိုးအဲအတိုင်းဝိုင်းဒီလိုမျိုးတော်လိုင်းလေးမှာပါဝင်လာလဲဆိုတာလေးကိုအချစ်ချုပ်ပြီးနည်းနည်းလေးပြီးသူတွေကိုပြောပြပေးပါအောင်ခဏခဏမေးနေကြပါ ဟုတ်ကဲ့အဲကျမဒီတော်လေးတွေပါလာတာကျွန်တော် CDM အကြောင်းသူအနေနဲ့ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ညီမရဲ့တက္ကသိုလ်တက်နေတဲ့အချိန်မှာညီမဒီတက္ကသိုလ်အကြောင်းသူဘဝနေတယ် CDM လုပ်ပြီးတော့တော်လိုင်းကြီးမှာနိုင်တဲ့ဘက်ကနေပါဝင်နေတဲ့သူတယောက်ဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ပါအဲ့တော့စူစီကတရင်ပညာရည်ရကိုဝါသနာပါတယ်ဒီတရင်တင်ဆက်တာကိုလည်းအဲတော်တော်လေးကိုကျူးကျူးဆော့ဆော့နဲ့တည်ယူတဲ့ခါကျတော့ကျွန်တော်တက်မြောက်တဲ့အထက်က လိုင်းနာတွေကိုကျွန်တော်တို့နောက်ထပ်မျိုးဆက်ပေါ့သူတို့ဆိုတော့မျိုးဆက်တခုဖြစ်သွားပြီကျွန်တော်ဆိုရင်အသက်30နောက်ဒီနေ့ကတ်လာပြီဆိုတော့နောက်ထပ်မျိုးဆက်တခုမှာအတူတူရှင်းပြပြီးတော့ကျွန်တော်တက်ထားဖို့သင်ပေးမယ်စီဒီယန်ကျောင်းသူလည်းဖြစ်တယ်တော်လိုင်းကြီးမှာစီဒီယန်လုပ်ပြီးတော့စစ်အာဏာရှင်ကိုသူနိုင်ရနိုင်ရဆန့်ကျင်ခဲ့တဲ့ညီမငယ်တယောက်ဖြစ်တဲ့အတွက်ကျွန်တော်တို့မှလည်းကြီးစုဆောင်ရှောက်ရမယ်အဲသူတို့ကိုကျွန်တော်တို့တက်မြောက်တဲ့အသိပညာတက်ပညာတွေကိုညှဝေပြီးတော့လက်ဆက်ကမ်းရမယ်တောင်းရှိတဲ့အတွက်အဲကျွန်တော်တို့ဒီအခုဒီကျွန်တော်ရဲ့ဝေယံမို့ official YouTube YouTube channel မှာအခုလိုမျိုးသတင်းတွေတင်ဆက်နေတာဖြစ်ပါတယ်။နောက်ရနောက်ရနေ့လည်ကင်းနေပါလေကျွန်တော်တို့မောင်နှမနှစ်ယောက်ကနေပြီးတော့သတင်းတွေကိုတင်ဆက်ပေးပါပါ။ဆူစီကတော့တော်လန်ရေးထဲမှာအဲကျွန်တော်တို့စုံစည်းရတဲ့တွေ့ရတဲ့တော်လန်ရေးအတိုင်းအဝိုင်းညီကိုမောင်နှမဖြစ်ပါတယ်။အဲ့တော့ပြည်သူတွေအားပေးကြတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ပုံမူကောင်းမွန်တဲ့အစီအစဉ်တွေဖြစ်အောင်နေ့စဉ်နေ့စဉ်ဆက်လက်ပြီးတော့ကြိုးစားပါမယ်အဲ့တော့ကြူကြတဲ့သတင်းတွေနဲ့တို့ကျွန်တော်တို့မွန်မန်ရက်က နောက်ရက်တွေမှာပြန်လည်ဆုံပြပါမယ်ပြည်သူအားလုံးကိုစိတ်ညပြချမ်းသာချမ်းသာပြီးတော့စစ်အာဏာရှင်စနေဆိုးလောက်ကနေအမြဲတမ်းလွတ်မြောက်ကြပါစေကြောင်းဆုမကောင်းတောင်းပါတယ်ခင်ဗျာ